တောင်းလိုက်မြောက်ကတော့ဒီချောင်းလေးတစ်ခုပဲချားထားတာပါဗျာဒီဘက်ကျွန်တော်တို့နေတဲ့ဂင်ဖိုးပေါ့နော်ကျွန်တော်နေတဲ့မြို့ဒီမြို့မှာနှစ်တည်းကြာနေခဲ့ပြင်မယ်လေဒီနေရာရှိမှန်းကိုမသိခဲ့တာပါတောင်းလိုက်မြောက်ဒီနေရာမှာနေဆက်နေမှန်းကိုကျွန်တော်တို့မသိခဲ့တာဖာချူးဖာချူးနဲ့ဆက်တာတော့ဒါတိတယ်ဖာချူးနဲ့လည်းတင်မို့ဒါမှမသွားပြပါဘာကျွန်တော်စစ်စစ်ဒါတင်ကျတဲ့နေရာလို့ဖြစ်တယ်အနေစားပေါ်ဧရိယာတွေတို့ပြတာ မောင်လူလက်ရှိရဗျာမောင်လူလည်းပတ်စမောင်လူကလှမ်းကြည့်လို့ဆိုတော့ရှင်တော့ဟိုဘက်ဓမြောက်ကုတ်တရားဘက်ကလူတွေပါအသေးစိတ်မဟုတ်ရတော့လဲလုံးနေတဲ့လူတွေပါမြင်ရတယ်ဗောဗျာဟိုမှာလဲခွက်လေးတွေကြားထဲမှာဒီချောင်းလေးတွေခြားထားတာဗောဗျာဟိုဘက်ကဓမြောက်ကုတ်ချက်ကပြီးတောင်းနေပဲရှိတယ်ဗျာ ပြန်နေတော့တခြားပြီဟိုဘက်မှာတောင်ကြီးရဲ့ဘက်ကဆောက်ထားတဲ့ဆောက်ကြီးချက်ချင်းကနေစားကျေးဇူးပဲဖြစ်လို့ဆိုတော့ဟိုတန်ကြီးလေးဟန်ပြပေါ့ကွာဟန်ပြလေးခမီတဲ့ဆော့ဦးလေးတော့မဟုတ်ဘူးကွာမာစရာပါစာပါကော်ပီဇာနဲ့ဒီပုံမှာရှိတယ်ကျေးဇူးနာသမားကြီးကြိုက်တွေ့မှာပဲဖြစ်ပါတယ်ညီ ဆိုင်ကူလာပြေထုံးနဲ့တွေ့ပါလားစင်းစင်းဆော့ဆိုမတိတာမရှိတာချက်ချက်ကကလေးနဲ့မြင်းလီလန်းလေးတွေပဲတွေ့ရအောင် ့ဖြစ်ကိုင်းနေတယ်ကတော့တောင်မချမ်းမင်းတို့ရတဲ့အတိုင်းတိုင်းကြီးတစ်ခုပါတိုင်းကြီးတစ်ခုဘလောက်ထိလူမျိုးချင်းတူကင်မဲ့ဘွာသားချင်းမတူတဲ့ခါဘလောက်ထိအောက်မှာနောက်နောက်ခက်နောက်ကြကြံနေခဲ့လဲဆိုတာကြည့်ပါဦးဟုတ်ကဲ့ မိုးကလည်းမှောင်လာပြီခုနကတော့ရုတ်တရက်ချင်းနေတွေတားပူပြီးတော့ခုကတော့မိုးမှောင်လာကောင်းပါလားတဘာဝဆိုတဲ့အတိုင်းတဘာဝအတိုင်းပဲသူတို့ထားလာတော့ကျွန်တော်တို့ပြောတတ်တော့ပါတွေ့ရတဲ့အတိုင်းဒီမှာတော့ချိုးပါနေရော။ဒီမှာရှိတဲ့시간이거든요။ ဆောက်ကလည်းဒီကကျွန်တော်ရိုက်ကြည့်ရအောင်။ဆိုင်းကြည့်လိုက်တာအမှတ်မှတ်ဆိုရင်အဲ့ဒီမှာဟိုမှာခြံစည်းလို့ရှိတယ်။အဲ့ဒီခြံစည်းလို့လေးတွေရှိတယ်။ကျွန်တော်ကင်မရာတိတ်ပြီးတော့ဖုံးလဲဆိုတော့အဲ့ဒီဘေးမှာပြကျွန်တော်ဘာမြင်နေရှိရဲ့ကျွန်တော်စစ်သားတွေကတရားပဲ။ခြံစည်းဘေးမှာမတက်ရပြီးတော့တင်းအောင်ဆောက်တော့တော်တင်းကျတဲ့နေရာလည်းဖြစ်ပါဘူး။ဒီတိုင်းရိုးရိုးမျက်လုံးနဲ့တော့မမြင်အောင်ဟိုဘက်ချောင်းဟိုဘက်ကောင်း။ မှန်ဘလူးနဲ့ကျင်းအမစစ်သားရဲ့အသေးစိတ်အငြင်းပါဖြစ်တယ်